ိုင်ငံခြားခရီးသွားများအချိန်ကုန်သက်သာစွာပြည်ဝင်နိုင်ပြီးအွန်လိုင်းစနစ်သည့်တရုတ်စတင်ကျင့်သုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ထရန်ဆိုရအဖွဲမှဆိုရအလောက်အကိုင်းများစွာဖြတ်တောက်ခဲ့တာနဲ့ပတ်သက်ပြီးအထူးသဖြင့်စစ်မှုထမ်းဟောင်းရေးရာဌာန VA အတွင်းရှင်းချခဲ့တာတွေ့ရပေါ်မကျေနပ်ချောင်းထုတ်ဖော်တဲ့အလေနဲ့အမေရိကန်တဝမ်းမှစစ်မှုထမ်းဟောင်းများနဲ့ထောက်ခံသူများကတောက်ကြနေကဝါရှင်တန် DC မှာစုဝေးခဲ့ကြပါသည် အမေရိကန်ကပီတိုလွှတ်တော်ရှေ့မှဆန္ဒပြသူတထောင်နီးပါးစုယုံခဲ့ကြပြီးအများစုကအစိုးရအလို့လျှော့ချရေးချောက်အလို့အကိုင်းဆုံးရှုံးထားရသူတွေဖြစ်ပါတယ်။အချို့ဆိုရင်ဆန္ဒထုတ်ဖော်ဖို့အတွက်ပြည်내အသီးသီးကနေရက်တွေချအောင်လာခဲ့ရပါတယ်။ထို့ထဲမှာအီရန်နဲ့အာဖဂန်နစ္စတန်တို့မှအမှုထမ်းခဲ့သူများလည်းပါဝင်ပြီးယခုတော့စုံပြေခံ အခုဆိုရင်ဆန္နာထုတ်ဖော်ဖို့အတွက်ပြည်내ပြည်ပွဲကိုစစ်မှုထမ်းဟောင်းဆိုင်ရာအခွင့်အရေးထောက်ခံသူများကစီစဉ်ထားဖြစ်ပြီးမြို့တော်မှာ၃ရက်ဆက်တိုက်ထုတ်ဖော်သွားဖို့စီစဉ်ထားပါတယ်။